မြန်မာနိုင်ငံမှာဘယ်သူမှမကျင်းပဘူးတဲ့ပုံစံနဲ့မိုးရီထဲမှာပသိမ်တီလေးတွေနဲ့အခုလိုမျိုးခမ်းနားစွာမင်္ဂလာလက်မှတ်ရေးထိုးလိုက်တဲ့စူပြေသဇင်နဲ့ဟင်းဝီယံပြည်သက်များအားလုံးပဲမင်္ဂလာပါရှင့် မြန်မာနိုင်ငံမှာဘယ်နုပညာရှင်မှမကျင်းပါဘူးတဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုကျင်းပခဲ့ရကတော့ဟင်းဝီရဲ့နေဆိုပြည်သူစင်တို့ဆောင်တွဲပေါင်းဒီဆောင်တွဲကိုပြည်သက်တွေကအစောပိုင်းကာလတွေကတည်းကသဘောတူခဲ့ကြတာပါအခုတော့ပြည်သက်တွေအားလုံးမြင်ကျင်ကြတဲ့အတိုင်းပဲအားလုံးရဲ့ဆန္ဒတွေပြေဝသွားပြီဖြစ်ပါတယ်သူတို့နှစ်ဦးကတရားဝင်မင်္ဂလာလက်မှတ်ရေးထိုးပြီးစေစက်ကြောင်းလန်းလိုက်ပြီပဲဖြစ်ပါတယ်ဒါပေမဲ့ဒီမင်္ဂလာပွဲကတာမန်မင်္ဂလာပွဲတွေနဲ့လုံးဝမတူပါဘူးဘာတွေထူးခြားလဲဆိုတော့ပထမဆုံးအားလုံးရဲ့မျက်လုံးကိုဖန်ဆင်းထားတာကတော့သူတို့သမီးလေးဆို ြစ်တဲ့စီရဲ့ခန်းနာထဲဝါမှုပါပဲသူမကဒီပွဲမှာတန်ဖိုးအလွန်ကြီးမားလာတဲ့နီလာကြောင့်မြတ်ယရနာကြီးတွေကိုစိန်အစ်စ်တွေနဲ့ဝင်းရံဖန်တီးထားတဲ့လက်ဝိယရနာအစုံလိုက်ကိုဆင်းမြန်းထားခဲ့ပါတယ်ဒီနီလာနဲ့စိန်ယရနာတွေရဲ့တန်ဖိုးကအမေရိကန်ဒေါ်လာတန်းချီရှိတဲ့လို့သိရပြီးတော့ဒီယရနာတွေရဲ့အလင်းတောက်ပေါင်းမှုကဒရိုသမီးလေးရဲ့အလားကိုပို့ပြီးတော့စက်တီရဲ့ရှိရှိလှပစေခဲ့ပါတယ်တကယ်ကိုမင်းသမီးတစ်ပါးဘယင်မတစ်ပါးလို့ခန်းနာထဲဝါခံညာနေခဲ့ရပါဘူး ဟိဝင်ရန်ကလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းသတင်းသားတအုပ်ဖြစ်ပြီးသတို့သားဝစ်စုံနဲ့လိုက်ဖက်ညီစွာခံညားနေခဲ့ပါတယ်။ ဒါကလည်းဟိဝီယန်ကမြန်မာနိုင်ငံမှာထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်မိသားစုကသားဖြစ်တာကြောင့်ဒီလိုမျိုးခန်းနာထဲဝါစွာနဲ့မိင်္ဂလာဝေးကိုငွေကုန်ကြေးချခံပြီးတော့ကျင်းပနိုင်ခဲ့ရပါဆိုပြတဲ့စနေဟိဝီယန်ရက်ပွဲကိုနန်းစုရည်ဆိုတဲ့အတူပိုင်ဒဂွန်နဲ့လင်းမြဖူတို့ဇုံတွေကပါတက်ရောက်ခဲ့ပါတယ်ဒါအပြင်တခြားသောအနုပညာရှင်တွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်ဒါပေမဲ့ဒီပွဲရဲ့အဓိကထူးခြားချက်မှာတော့အလုံးကဘလူးတောင်စီစဉ်လိုက်တာလေလို့အံ့ဩသွားရတဲ့အချက်ကမိုးပါပဲဟုတ်ပါတယ်သူတို့မိင်္ဂလာလက်မှတ်ရေးထိုးပွဲကျင်းပတဲ့နေ့မှာ ရန်ကုန်မြို့ကြီးဟာမိုးရေအဆက်မပြတ်ရွာသွန်းနေခဲ့ပါတယ်။တာမန်လူတွေအတွက်တော့မင်္ဂလာပွဲနေ့မှာမိုးရွာတာကစိတ်ညစ်စရာအခမ်းအနားပျက်စီးစေနိုင်တဲ့အရာတစ်ခုလို့ထင်ကြမှာပါ။ဒါပေမဲ့သူတို့ဆောင်တွေကတော့ဒီမိုးကိုအနောက်ရှက်တစ်ခုလို့မသတ်မှတ်ခဲ့ပါဘူး။မိုးရွာနေတာကိုပဲအခွင့်အရေးတစ်ခုအဖြစ်အသုံးချပြီးမြန်မာနိုင်ငံရဲ့ရိုးရာအမတ်သားတစ်ခုဖြစ်တဲ့ပဒိန်ထီလေးတွေကိုဧည့်သည်တွေရောသူတို့သားသူတို့သမီးပါအသုံးပြုခဲ့ကြပါတယ်။မိုးရေဇက်တွေဈာထဲမှာစိမ့်ဆိုနေတဲ့မြက်ခင်းပြင်ပေါ်မှာလှပတဲ့ပဒိန်ထီလေးတွေကိုစောင်းပြီးတော့ကျင်းပခဲ့တဲ့ သူတို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကတော့မြင်ကွင်းကတကယ့်ကိုပဲရိုမန်တစ်ဆန်လွန်တဲ့မြင်ကွင်းတစ်ခုဖြစ်ခင်ရပါတယ်။ဒါကမြန်မာပြည်မှာဘယ်အမှုပညာရှင်ပဲတတိကမှမကျင်းပဘူးသေးတဲ့ပုံစံတစ်ခုပါပဲ။မိုးရွာလာကိုတော့အမှုပညာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ဖြစ်အောင်ဖန်တီးနိုင်ခဲ့ရကတော့သူတို့ရဲ့အမှတ်တရပါပဲ။ပရိသတ်တွေအားလုံးကလည်းဒီမြင်ကွင်းကိုကြည့်ပြီးတော့အယံကိုသဘောကျနေကြပါတယ်။ပရိသတ်တွေသဘောတူခဲ့တဲ့ဇုံတွဲလေးကပရိသတ်တွေထင်ထားတာထက်တောင်ပိုပြီးတော့ခဲနာပြီးပိုပြီးတော့ရိုမန်တစ်ဆန်စွာနဲ့သူတို့ရဲ့ဘဝခီးလမ်းသစ်ကို စတင်လိုက်ပြီးဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ရှေ့ဆက်မဲ့မင်္ဂလာအိတ်ခံပွဲကြီးတွေကိုလည်းမကြခင်နိုဝင်ဘာလ14ရက်နေ့မှာထပ်မံပြီးတော့ကျင်းပသွားအောင်မှာဖြစ်လို့ပရိသတ်တွေကတော့စောင့်စားနေကြပါတယ်။မိုးရီထဲမှာတောင်အလှမပြက်ခဲ့တဲ့ဒီဆောင်တွေလေးအတွက်ဂုံယူစကားလေးတွေကိုလည်းပြောကြားခဲ့ပါအောင်ရှင်။ကျေးဇူးအားပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။